င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မိမိဒေတာတစ်ခုတည်းလွတ်မြောက်ရေးထက်ပြည်ထောင်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထည့်သွင်းစဉ်းစားလုပ်ကင်ကြရန်အန်ယူဂျီဝန်ကြီးချုပ်မောင်ဝင်းခန့်မှန်းကတက်တွန်းလိုက်ပါတယ်စစ်တပ်ရွေးကောက်ပွဲကိုထောက်ခံလှုပ်ရှားမှုကံပေးမှာနမဲကျော်အနုပညာရှင်တွေအားလုံးပါဝင်ရေး Forever Group ကစစ်ထောက်လမ်းရေးဟောင်းတိတ်ထုံးအောင်က UCPR ပြနေတဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြမ်းဖက်စစ်တပ်ကိုတော်လန်တက်ခတ်နေတဲ့တပ်ဖွဲ့ဝင်တွေအလုံးအနေနဲ့မိမိဒေသတစ်ခုတည်းလွတ်မြောက်ရေးထည့်ပြည်တော်စုတဝန်လုံးလွတ်မြောက်ရေးကိုမဖြစ်မနေထည့်သွင်းစဉ်းစားလုပ်ကြင်ကြဖို့အမျိုးသားညီညွတ်ရေးဆိုရဲ NUG ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခန်တန်းကတိုက်တွန်းပြောဆိုလိုက်ပါတယ်။လူဝင်ပါလာကိုယ့်ရဲ့နေ့ကကျင်းပပြုလုပ်တယ်။ရန်ကုန်လွတ်တော်တသမအကြိမ်မြောက်အစည်းအဝေးအခမ်းအနားမှာအခုလို ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ຫນွေဦးတော်လန်ရေးခရီးဟာ ငါးနှစ်ထဲကိုရောက်ရှိလာပြီဖြစ်ပြီးတော်လည်းအဆုံးသက်ပန်းတိုင်ဟာလည်းနိကတ်လာပြီဖြစ်တယ်လို့လဲဆိုပါရယ်အဲဒါကြောင့်အောင်ပွဲနီးနေလေအခက်အခဲတွေ့လေလေဖြစ်ပြီးရေချင်းတွေလည်းတိုးတက်လာပြီဖြစ်တယ်လို့လဲဆိုထားပါရယ်တော်လန်ပြည်သူတွေရဲ့မှန်ကန်တက်မှတ်တဲ့ရေချင်းစစ်စစ်တွေကိုအသုံးပြုကတော်လည်းခီးဆုံးထိရှစ်ဆက်ကြမှာဖြစ်တယ်လို့လည်းအသိပေးထားပါရယ်အဲဒါကြောင့်နိုင်ငံရေးတန်တမာရေးဗန်နာရေးစစ်မှန်တာတွေမှာအောင်မြင်မှုရရှိအောင်ဆောင်ရွက်နေကြတဲ့အပြင် စည်ရဲမှာလည်းအရှိဟုံမြင့်တင်ကတော်လဲရဲဘော်တွေကကိုစန်းညံစန်းရှိသည်မြစ조사နေကြရလို့လဲဝန်ကြီးချုပ်ကအသိပေးပြောဆိုထားပါတယ်ရှင်ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့လှုပ်ရှားမှုကမ်ပိန်းတွေမှာ နာမည်ကျော်မင်းသားမင်းသမီးနဲ့နှုတ်ပညာရှင်တွေအားလုံးပါဝင်ရေးအတွက် Forever Group ကစစ်ထောင်လမ်းရင်းဟောင်းအရာရှိဟောင်းတိန်းထွန်းအောင်ကဦးစီးဖိအားပေးနေတယ်လို့ပြန်ကြိုင်းဝန်ထမ်းတတိယမြေကအတိပြုပြောဆိုလိုက်ပါတယ်စစ်တကတော်အပတ်စဉ်22ကျောင်းစင်းဖြစ်တယ်စစ်ထောင်လမ်းရင်းဟောင်းလည်းဖြစ်ပြန်ကြိုင်းဝန်ထမ်းရဲ့ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်တဲ့တိန်းထွန်းအောင်ကစစ်တပ်ရဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့လှုပ်ရှားမှုကမ်ပိန်းတွေအားလုံးမှာ နုပညာရှင်တွေအားလုံးအစိုးရတွေအားလုံးပါဝင်ရေးတွေအ धिक ဦးစီးလှုပ်ဆောင်ဖိအားပေးနေသူဖြစ်ပါတယ်။ဒါအပြင်လက်ရှိစစ်ကောင်စီပြန်ကြဲဝင်ကြီးမောင်မောင်အောင်ကလည်းစစ်တကတော်အပတ်စဉ်တစ်ခုတည်းတူတက်ခဲ့ကြတဲ့တင်းထုံအောင်ကိုစစ်တပ်ရဲ့ policy လိမ့်လေဝါရဖြတ်တဲ့လှုပ်ရှားမှုတွေနဲ့ policy ရုပ်ရှင်ဇလန်းတွေရိုက်ကူးဖို့တာဝန်ပေးရထားရလည်းဖြစ်ပါတယ်။တင်းထုံအောင်ဆိုသူဟာ ဒုစစ်ခေါင်းဆောင်စိုးဝင်းတဲ့ဒုဗိုလ်ချုပ်အကြီးအရာဖြင့်ပြန်ကြားရေးဝန်ကြီးဗိုလ်ချုပ်ဟောင်းမောင်မောင်အုံးတို့နဲ့စစ်တပ်ကတော်အပတ်စဉ်22ကို အတူတက်ခဲ့သူလည်းဖြစ်ပါတယ်။တင်းတွန်းဟောင်းဟာတစ်ဖက်မှာလည်း Forever Group ရဲ့တည်ထောင်သူဒုတိယဥက္ကဋ္ဌနဲ့တာဝန်ခံတဦးလည်းဖြစ်ပြီးပင်းတရမှာရုပ်ရှင်မျိုးတော်တိဆောက်ကမြေအေကရာပေါင်းများစွာ ပိုက်ဆိုင်ထားသူလည်းဖြစ်ပါရဲ့ရှင်။ဒီတစ်ခါမှာတော့ ပြီးခဲ့တဲ့အော်တိုဘာလတလတာအတွဲမှာတော်လဲတဖွဲ့တွေထံကိုအလင်းဝင်ပူပေါင်းလာသူနဲ့လက်လက်ချစစ်တုံးဘန်စစ်ကော်မရှင်တပ်သားအရေးအတွက်125ရောက်ရှိတယ်လို့ပြည်သူ့ပန်းတိုင်ကသတင်းထုတ်ပြန်လိုက်ပါတယ်။အော်တိုဘာလတလတာအတွင်းအလင်းဝင်ပူပေါင်းလာသူတွေထဲမှာစစ်သား41ရောက်ရဲတရာပြည်သူစစ်3ရောက်ပါဝင်ပြီးစုစုပေါင်း45ရောက်ရှိခဲ့တာပါ။အလင်းဝင်လာတဲ့စစ်သား41ရောက်ထဲမှာ စစ်ဗိုလ်ဒဏ်တသားသည်35ရောက်အထိရှိပြီးသူတို့တွေဟာချင်းပြင်းတွေက၄ရောက်၊စကိုင်းတိုင်းက6ရောက်၊ပဲခူးတိုင်းက8ရောက်၊ရန်ကုန်တိုင်းက2ရောက်၊တနင်္သာရီတိုင်းက12ရောက်၊ကရင်ပြည်နယ်က3ရောက်၊ကရင်နီပြည်နယ်က4ရောက်၊ရှမ်းပြည်နယ်က1ရောက်နဲ့မန္တလေးတိုင်းက1ရောက်တော့ဖြစ်တယ်လို့လည်းပြည်သူ့ပန်းတိုင်ကသတင်းထုတ်ပြန်ထားပါဗျာ။ စစ်တုံ့ပန်းဖြင့်ဖမ်းဆီးရမိသူဟာ စုစုပေါင်းအယောက်80ဖြစ်ပြီးအဲ့ဒီထဲမှာစစ်သားအရေအတွက်ဟာ68ယောက်ပါဝင်တယ်လို့လည်းသိရှိရပါတယ်။စစ်တုံ့ပန်းဖြင့်ဖမ်းဆီးရမိတဲ့စစ်သားတွေဟာမန္တလေးတိုင်းရ9ယောက်၊မကွေးတိုင်းရ38ယောက်၊စကိုင်းတိုင်းက4ယောက်၊ကချင်ပြည်နယ်က1ယောက်၊ပဲခူးတိုင်းက14ယောက်နဲ့မွန်ပြည်နယ်က1ယောက်ဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဖမ်းဆီးရမိတဲ့စစ်တုံ့ပန်းအယောက်80ထဲမှာ ကျန်ရှိနေတဲ့73ရောက်ဟာတနင်္သာရီတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းနဲ့ကရင်ပြည်နယ်တို့ကပြည်သူစစ်တွေဖြစ်တယ်လို့လည်းဆိုထားပါဗျ။စစ်ကော်မရှင်ရဲ့အောက်ခြေစစ်တီတွေရဲ့အနာဂတ်ဟာတိုက်ပွဲတွေနဲ့အတူမှုံဝါပျောက်ကွယ်နေစေဖြစ်တယ်မို့အလင်းဝင်လက်နက်ချခြင်းကသာကိုငင်းချမ်းရီကိုယူနိုင်ကြရမယ်တခုတည်းသောလမ်းဖြစ်တယ်လို့လည်းပြည်သူပန်းတိုင်က ဆိုထားပါဗျ။အခုထုတ်ပြန်ထားတဲ့စီးရင်တွေဟာအလင်းဝင်လာသူစစ်တုံးပန်းဖြစ်ဖမ်းမိသူနဲ့ လက်နက်ချသူတွေရဲ့စီးရင်ကိုသာကောက်ယူထားတာဖြစ်တာကြောင့်စစ်တပ်ကနေထွက်ပြေးသွားသူတွေကဲ့သို့လက်လန်းမမီတဲ့တပ်ပြေးမှုတွေလည်းရှိနေတယ်လို့လည်းသိရှိရပါတယ်။ပြည်သူပန်းတိုင်အနေနဲ့အလင်းဝင်လာသူတွေကိုနေထွေးစွာကြိုဆိုနေပြီးဘဝဆက်လက်ရည်ရွယ်အတွက်တင်တန်းတွေကိုလဆင်ပို့ချပေးနေတယ်လို့လည်းပြည်သူပန်းတိုင်ကတောင်းဝန်ရှိသူကပြောပါတယ်။ပြည်သူပန်းတိုင်ကကောက်ယူထားတဲ့စီးရင်တွေရာ 2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလအထိအလင်းဝင်ပူပေါင်းနဲ့လက်လက်ချစစ်တုံးပန်းစုစုပေါင်း2264ရောက်အထိရှိခဲ့လို့လည်းသိရပါတယ်ရှင်။မန္တလေးတိုင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းငဇုံမြို့နယ်မှာအကျန်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်သား၄ဦးဟာသေသွားပြီး၂ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ Special Task Force ငဇုံကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ် နိုဝင်ဘာလ10ရက်နေ့မနေ့9:30မိနစ်လောက်မှာငဇုံမြို့နယ်မြို့သားရဲစခန်းကစစ်ကား2စီးနဲ့စစ်ကြောင်းထွက်လာတဲ့စစ်သားတွေကိုတော်လန်တပ်ဖွဲ့တွေကအသင့်ဆောင်ဆိုင်ပြီး မိုင်းဆွဲတက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီခိုက်မှုအတွဲမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်သား၄ဦးဟာပွဲချင်းပြီးတိုက်ဆုံခဲ့ပြီးနှစ်ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ကာတော်လဲရဲဘော်တွေဘက်ကထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီလိုတက်ခိုက်မှုဖြစ်ပွားပြီးရဲ့နောက်မှာတော့အကြမ်းဖက်စစ်တပ်ဟာကျွဲစင်ရွာတွင်ဝင်ရောက်ကာနေအတွင်းရွှေငွေနဲ့ပြည်သူတွေကိုလူသားတိုင်းဖြစ်ခေါ်ဆောင်လာပြီးမြို့သားဘက်ကိုစစ်ကြောင်းပြတ်ထွက်လာချိန်မှာ တော်လန်းတပ်ဖွဲ့တွေက40မမဘုံနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းဖြစ်ပါတယ်။အဲတိုက်ခိုက်မှုအတွင်းမှာစစ်သားတွေထိခိုက်သေဆုံးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရှိရပါတယ်။အဲတိုက်ခိုက်မှုကို Special Task Force ငစုံအဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လန်းရဲဘော်တွေအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်ရှင်။ စကိုင်းအတန်းတဘောကိုကြည့်အောင်ပါစကိုင်းတန်းကလင်းမြို့နယ်အတွင်းအကြက်ဘက်စစ်တပ်စစ်ကြောင်းကနှစ်ချောင်းရွာသားအုပ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးရုပ်လောင်းတွေကိုမြောင်းထဲမှာစွပ်ပစ်ခဲ့ကကြေးရွာတွေကိုလည်းမိရှုပ်ပြီးလေရင်နဲ့ဘုံကျဲခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။အော်တိုဘာလ29ရက်နေ့ကနေစတင်ပြီး ထိုမှာရွာ GTC မှာတက်ဆွဲထားတဲ့အကြက်ပဲစစ်တကအင်အားဖြစ်တင်းပြီးရဲ့နောက်မှာအနီးအနားကကြွရတဲ့ကိုဇက်တိုက်စစ်ကြောင်းထုတ်လာတာလည်းဖြစ်ပါတယ်။အဲဒီစစ်ကြောင်းကလက်ရှိချိန်ထိကျွန်းချောင်းရွာထောက်ကြံရွာ၊နတ်မြောင်းရွာနဲ့ချောင်းရွာချောင်းခွဲရွာနဲ့ ဟာခါလေးရွာတွေကိုဇက်တိုင်မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီစစ်ကြောင်းဟာနှချောင်းရွာကိုဝင်ရောက်စီးနှင်းစဉ်ကြေးရွာတွင်ပြန်လည်ဝင်ရောက်လာပြီးရိတ်ခါပြန်ယူတဲ့ပြည်သူနှုတ်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကာရုံလောင်းတွေကိုလည်းမြောင်းထဲမှာပစ်ချထားခဲ့လို့လည်းသိရှိရပါတယ်။အကြက်ပဲစစ်သားတွေဟာကြေးရွာတွင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်နိုဝင်ဘာလ6ရက်နေ့ကလည်းအကြက်ပဲစစ်တပ်က စစ်သားတွေဟာ တင်သားကြေးရွာရေနာမန်အောင်ကျောင်းတိုက်ကိုဂျက်ဖိုက်တာနဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ကျောင်းထိုင်ဆရာတော်နဲ့ကိုရင်တပားလည်းဒဏ်ရရှိခဲ့လို့လည်းသိရှိရပါဗျ။လက်ရှိချိန်မှာလည်းအကြက်ဖက်စစ်တပ်ကကလေးမြို့နယ်တောင်ပိုင်းကိုဆက်လက်စစ်ကြောင်းထုံးနေဆဲဖြစ်ပြီးတိုက်ပွဲတွေလည်းနေ့စဉ်ဖြစ်ပွားနေကထောက်ကြံ့ရွာကြရဲရွာစီတာရွာနှမြရွာနှစ်ချောင်းရွာကြံ့တာရွာအောင်တရာရွာနဲ့မှန်တော်ရွာအပါအဝင် အနီးနားကကြေရော်တွေကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုဆက်လက်ထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာတွေလည်းအရေးပေါ်လိုအပ်နေရလို့လည်းသိရှိရပါတယ်ရှင်ဆက်လက်ပြီးတော့သခိုင်းတိုင်းကမ္ဘလူမြို့နယ်ကြည်ချင်းရွာမှာအထန်းချတက်ဆွဲထားတဲ့အကြက်ဖက်စစ်တပ်နဲ့ပြူစောထီတွေဟာကြည်ချင်းရွာကပြည်သူပိုင်နေအိမ်တွေကိုမိရှို့ဖျက်ဆီးနေရလို့ကျွန်းလာကမ္ဘလူတက်ကြွလှောက်ရှားသူများအဖွဲ့ကမ္ဘလူခရိုင်ကတာဝန်ရှိသူတို့ကပြောပြပါရတယ်။ နိုဝင်ဘာလ10ရက်မနေ့8:55မိနစ်အချိန်လောက်ကအကျန်းဖက်စစ်သားတွေနဲ့ပြူစောထီးတွေကကြည်ချင်းကျွာကိုမိရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကျန်းဖက်စစ်သားတွေဟာကြည်ချင်းကျွာကိုဩဂတ်လအတွင်းကလည်း၄ရက်ဆက်တိုင်မိရှို့ဖျက်ဆီးမှုတွေလှုပ်ဆောင်ခဲ့လို့ဒေသပြည်သူတွေစီကနေသိရှိရပါတယ်။အဲဒါပြင်အကျန်းဖက်စစ်တပ်ကသကိုင်းတိုင်းကလေးမြို့နယ်ရွှေဘိုဝက်လက်နယ်ကပ်ဘလိုမြို့နယ်တွေမှာစစ်ကြောင်းတွေကိုယာချီတဲ့စင်အားတွေနဲ့ ခြိတက်လာကပြည်သူပိုင်ကြီးရတွေနဲ့နေရင်တွေကိုစစ်ကြောင်းထိုးမိရှို့ဖြစ်စီတာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်နေရလို့လဲဒေတာကန်တော်လန်ရေးသတင်းမြစ်တွေကပြောပါတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့တင်းနိုင်တိုင်းလောင်းလုံးမြို့နယ်မှာခမရ406နဲ့ခမရ409တရင်တို့ကစစ်မှုတန်းတပ်သား၃နဲ့ စစ်သားတဦးဟာအလင်းဝင်ရောက်လာခဲ့ကြောင်းလောင်းလုံးတမဏီလက်ပြတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရခုံခေတ္တကိုပြောပါရယ်။တွင်ဘာလငန်းနေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ခမရ406နဲ့ခမရ409တရင်တို့ကစစ်မှုတန်းတပ်သား၃ဦးနဲ့ စစ်သားတဦးတို့ဟာလောင်လုံးတမဏိလက်ပြာ LLSBF နဲ့ဒေါနာချင်းမိုးရင်တက်ခွဲခေါ် LBF တပ်ဖွဲ့စီကိုချိတ်ဆက်ကအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါဗါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာသူလေးဦးဟာ ခမရ406တရင်ကစစ်မှုတန်းတပ်သားကိုအောင်နိုင်ဝင်းခမရ409တရင်ကစစ်မှုတန်းတပ်သားကိုကျော်သက် တတကိုနေဝင်းစော်နဲ့စမှုတန်းတတကိုအောင်စော်မျိုးတို့ဖြစ်တယ်လို့လည်းသိရှိရပါဗါတယ်။အဲ့ဒီစမှုတန်းတတတဲ့၃နဲ့စစ်သားတအုပ်ကိုလက်ရှိချိန်မှာလောင်လုံတမဏိလက်ပြ LLSPF နဲ့ဒေါနာချေမုံရဲတခွဲခွန် LPF တခွဲတို့ကစိတ်ချလုံခြုံရတဲ့နေရာကိုပို့ဆောင်ထားရှိပြီးဖြစ်တယ်လို့လည်းသိရှိရပါဗါတယ်။လက်ရှိချိန်မှာတော်လန်ရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အများပြည်သူ့ဘက်အမှန်တရားဘက်ကိုရက်တီလိုတဲ့စစ်တပ်ကစစ်သားတွေ ရက်တဖက်ဝင်တွေကို ပြည်သူရင်ခွေခိုလုံကအမြန်ဆုံးပူပေါင်းပေးကြဖို့အတွက်တော်လိုင်းညီနောင်တွေကတိုက်တွန်းထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ညောင်ကောင်ခစ်တဲ့ရမနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။